တခါတော့ငါသင်္ကစားဆရာတော်ဘုရားကြီးရှမ်းကုန်ကိုရောက်နေတဲ့အချိန်ဆရာကြီးဥရွှေသားကဆရာတော်ခန္ဓာအရဏဓာတ်တရားတို့ကအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးပါတင်းပြီးတော့ရှုမယ်ဆိုလို့ချင်ရင်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုအမှန်ရနိုင်ပါသလားဘုရားလို့ပြောတော့ဆရာတော်ကတကား ဆရာကြီးဥရွှေသာတခါကအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့၃ပါးမျှနဲ့လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုရနိုင်တယ်လို့ထင်နေပုံရတယ်ဒါလည်းရှုတော့လည်းရှုတာပေါ့သို့တော်လည်းပဲဩတော့ကကြောက်မော်ရွာကပြည်တကြီးမောင်းပိန်လို့မဖြစ်ဖို့တော့လိုတယ် ။မှန်ပါဗျာ။ကြောက်မော်ရွာကလှေတကြီးမောင်ပိန်ဆိုတာဘယ်လိုဖြစ်ပါသလဲ။အိုးတော့ကကြောက်မော်ရွာမှာမောင်ပိန်ဆိုတဲ့လူတစ်ယောက်ရှိတဲ့။သူစိပွားရေးကလည်းအမတန်မှပြည်လဲတယ်။မေးကြီးလည်းပြည်ဆောင်တယ်။မေးကြီးပြည်ဆောင်စိပွားရေးပြည်လဲတဲ့အခါကျတော့သူများတွေအလုတ်ဖြစ်နေတာမြင်တော့မိဘလန်ကုန်တောင်ရလုပ်ငန်းကနေပြီးတော့သူက ုရောကုံဝဲလှေတကြီးလုပ်ငန်းသူကလုပ်ဖို့ရစိတ်ကူးပေါက်တာနဲ့လှေကြီးတစ်စင်းဝဲပြီးတော့အဲ့ဒါအထက်အညာနဲ့အောက်အခြေစုံကြီးစံကြီးကုံကူးတယ်အဲ့လိုကုံကူးတဲ့အချိန်ရေကလည်းမကူးတတ်ဘူးအညာသာကုံတော်သားဆိုတော့ရေမကူးတတ်တော့သူကရေနဲ့မှကြောက်တယ်ဒါနဲ့ဘူဒီတစ်လုံးဝဲပြီးအဲ့ဘူဒီကြီးကိုအဆန်းနေထောက်ပြီးတော့ပဲ့စင်မှချိတ်ထားတယ်အဲ့ဒီဘူဒီကို လေတကြီးမောင်ပညာအဲ့ဒီဘူသီကြီးကိုအရက်တကြီးကြီးနဲ့နေတာသူကဘဲသွားတိုင်းဘူသီကြီးနာမှာထိုင်ပြီးတော့နေတာမတော်လို့များလှေမောက်ခဲ့တည်ရှိတော့ဆိုပြီးတော့ဘူသီကြီးကိုတားကယူဆိုင်တာသူများကတော့ရေကူးတင်မလားဆိုရေကူးလက်မတင်ဘူသီရှိတာပဲဘူသီဖတ်ပြီးတော့ကိုရင်ကအတက်ပြီးလွတ်မှာပါပဲဆိုပြီးအဲ့ဒါလို့တွေးဒီလိုနဲ့တနေ့ကြတော့မြစ်ထဲမှာသွားရင်လည်းလှေဟာမုံတိုင်းမိတဲ့အတွက်ကြောင့်မို့လို့ လေမောက်ဖို့လေပြတ်ဖို့အကြောင်းကြောင့်လားလေသမားတွေလည်းကြိုးစားပြီးကာကွယ်ပြီးမယ်လို့မရအောင်အဲ့ဒီလိုဖြစ်နေတဲ့အချိန်လေသမားတွေကတော့အတိအသည့်လေကိုဘလို့မှထိမရတော့ခုံချပြီးတော့ဆင်းပြေသွားကြလေသည်ကြီးမောင်ပိန်ဟာအဲ့လိုအရေးကြုံလာတဲ့အခါသူ့ပဲ့စင်ချိတ်ထားတဲ့ဘူဒီကြီးကိုမိတ်ပြီးတော့သူစာပွေစုဆောင်းထားတဲ့ ကျွေးငွေရဏဥ္ဇာတက်တာ လေပေါင်းဖို့တကအဲ့ရဏတက်တာကိုတတိယတော့ဘယ်သူအဲ့ဒါကိုဝင်ယူတာအဲ့ဒါဝင်ယူတဲ့အတွက်ကြောင့်မို့လှိနေအတူပါသွားပြီးရင်နစ်ပြီးတော့တေးရတယ်အသက်ဆုံးရတယ်ဆရာတော်ကတခါကြီးဘူဒီ6ကိုခယူစိုက်တာလဲစိုက်ပေါ့ဘူဒီ6နဲ့တူတဲ့အိဇာတုကအနတ္တလက္ခဏာရေသုံးပါတင်ပြီးရှုတာလဲရှုပေါ့သို့တော်လည်းပဲ အဲ့ဒါမောင်းပင်ပစ္စည်းဥစ္စာတွေ့တာသလိုဥစ္စာပစ္စည်းဇနီးမယားမိသားစုတွေပေါ်တွေ့တာပြီးတော့နေမယ်အတွေ့အတာတွေရှိနေမယ်ဆိုလို့ရှိရင်တွေ့တာနေမယ်ဆိုရင်အပယ်လေးပါးကိုရောက်တတ်တယ်။ဒါမှမဟုတ်အတွေ့အတာနဲ့အောင်ကျင့်ဖို့လည်းလိုတယ်လို့ဆရာတော်ဘုရားကြီးကဆုံးမတော်မူခဲ့ပါတယ်။ဒါမှမဟုတ်ဒီနေ့ခေတ်ဝိပဿနာတရားအထောက်ကြတဲ့ဓမ္မတွေလည်းဝိပဿနာလက္ခဏာရေးပြတဲ့အိစ္ဆာဒုက္ခအနတ္တလက္ခဏာရေး၃ပါးကိုလည်းမပြတ်အထောက်တာလည်းအထောက်တာပေါ့။ တောဘဒေါသနဲအောင်အတွေ့အတာနဲအောင်လည်းပဲအထုကယုပြပြီးပွားများဆင်ခြင်နှလုံးသွင်းထားကြဖို့လိုတယ်ပေါ့